ဆွေမြသူဆောင်ကတော့ဖြစ်ပြက်သသားပါပဲဗျာသူ့ရဲ့ညီမလေးဆွေပြည်သင်းစင်ကိုမုတ်ဆိုးမှုနဲ့เนาะသဘောတူမှာမဟုတ်ဘင်းနဲ့လူပြိုလူလွတ်နေပဲသဘောတူမှာဖြစ်ချောင်းဒီကနေ့အင်တာဗျူးမှာပြောပြလာတာဖြစ်တဲ့တော့အတိုင်းကလုံးဝပြစ်တတ်တွေကတော့ဒါဟာဟင်းဝရံကိုပြောတာလို့ပြောဆိုနေကြပြီလေဖြစ်ပါတယ်ဆွေမြသူဆောင်ကတော့အရင်ကအင်ထောင်ကြခဲ့ဘူးတယ်ဆိုတော့အင်ထောင်တစ်ခုကဘယ်လိုမျိုးတည်ဆောက်ရတယ်လဲဘယ်လိုမျိုးခက်ခဲတယ်လဲဆိုတော့ကိုဆွေမြသူဆောင်ကနားလေတယ်ယောက်ျားလေးတွေကအင်ထောင်ရင်းယူပြီးသွားလို့ရှိရင် ရိခန္ဓာကိုရပြီးသွားပြီဆိုရင်နော်ဖောက်ပြန်တဲ့သူကခက်မြများလို့အောင်ကျွန်တော်အင်တာဗျူးတခုမှာဆူမြေသူဆာကပြောဘူးပါတယ်သူလည်းကျွန်တော်မောင်မျိုးမင်းနဲ့လက်ထပ်ပြီးတော့နိုင်ငံခြားလိုက်သွားတဲ့အခါမှာမောင်မျိုးမင်းမှာနော်မိမကိစ္စအရှုပ်ရှင်းတွေများစွာပေါ်ပေါက်လာဖြစ်တဲ့တော့နောက်ဆုံးမှာ ကွာရှင်းလိုက်ပြီးတော့မြောင်းနိုင်ငံမှာပြည့်အနုမြာလုပ်တဲ့ကိုပြန်လေလာလုတ်ကင်နေသူဖြစ်ပါတယ်။ဒါကြောင့်မလို့သူရင်ညီမလေးဖြစ်သူเนาะဆိုပြီးသင်းလေးကိုလည်းအကောင်းဆုံးလူပြိုလူလွတ်เนาะတကယ်ကိုမှစရိုက်တာမှန်ကန်နေသူနဲ့ပဲသွေးဆုံပေးချင်တာကတော့အမသေးရောက်ရဲ့เนาะအမလေးဖြစ်တဲ့အမေလေးဖြစ်တဲ့စူးမြတ်သူစားရဲ့သူညီမပေါ်ထားတဲ့ချစ်ချင်းမေတ္တာပဲအကောင်းဆုံးပဲဖြစ်စေချင်တာเนาะအင်းဝင်ကြတော့အခုတော့ online ပေါ်မှာလေးဆိုပြီးသင်းမဟုတ်ဘဲနဲ့တခြားသူနဲ့လည်း pre wedding လို့လို့ပါလို့လို့လက်ထပ်ထားရပုံလို့လို့တက်လာရ အာကျွန်တော်တို့ဝိုင်းစုခိုင်းသိနေရောအရင်ကချစ်ချိုက်ခဲ့မှုတွေခုပြည့်မှုတွေမဆိုးဖို့ဖြစ်တယ်။သူများသားသမီးကိုတာဝန်မယူဘဲနဲ့ပြစ်ထားတဲ့နာမည်ဆိုလို့ရှိတယ်။ဆိုတော့ဒီကနေ့မှာတော့ဒါဆိုမဲ့သူဆာကသူ့ရဲ့ဒါကျွန်တော်တို့နော်ဆိုပြီးဒီဇင်လေးကိုယူယူနေပဲလက်ထပ်ပေးမယ်လို့ပြောလာတာဖြစ်တဲ့အတွက်ဒါကဟင်းဝရန်ကိုပြောတာဆိုပြီးတော့ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်နော်။